လာကိုအပေါ်ပိုင်းနေကြီးနေတယ်အသက်35နှစ်ကျော်ပြုံးပြီလို့ရှိလားမင်္ဂလာပါတီချင်တော်ပါဒီနေ့မမကခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်အပေါ်ပိုင်းကြီးကခန္ဓာကိုယ်အောက်ပိုင်းထက်ပိုပြီးတော့ကြီးနေတယ်အသက်35နှစ်ကျော်အမျိုးသမီးတို့အတွက်မမကဒီနေ့ ပေါ်ပိုင်းလေးခြင်ငံလေးနှမျိုးကိုတွဲပြီးတော့ကစားပြပေးမှာဖြစ်တယ်။အဲ့တော့ဒီကစားနည်းလေးကိုကစားဖို့တကတော့အလေးတစုံရှိဖို့လိုအပ်တယ်။အလေးမရှိရင်ညီမတို့ကအိမ်မှာရေတံဘူးကိုအသုံးပြုပြီးတော့ကစားပေးလို့ရရင်နော်။အဲ့တော့မမခါတိုင်းပြောခဲ့တယ်လို့ပဲဒီကစားနီးက အသက်35နှစ်ကျော်ပြုံလို့တွေမဟုတ်ဘူးเนาะကျန်တဲ့ညီမလေးတွေခန္ဓာကိုယ်အပေါ်ပိုင်းကြီးနေတဲ့ညီမလေးတွေမြည်သူမဆိုးကစားပေးလို့ရပါတယ်လက်ချင်ငန်းလေးကိုမှရှင်းပြပေးမယ်เนาะ ဒီကစားနီးလေးရကြတော့ကစားနီးနှစ်မျိုးကိုတွဲပြီးတော့ကစားရမယ်ပထမကစားနီးလေးရကြတော့ဥမာတို့ပခုံးအတွက်ကစားမယ်နော်ဥမာတို့အဲ့တော့ပခုံးတက်ကစားဖို့အတွက်အလင်းတုံးကိုကင်လိုက်မယ်ပြီးသွားရင်ပခုံးအားလေးနဲ့အလေးကိုမြောင်မယ်ပြီးရင်ဖြေးဖြေးလေးပြန်ချမယ်ပခုံးအားလေးနဲ့မြောင်မယ်ဖြေးဖြေးလေးပြန်ချမယ်ဒီပခုံးကစားနီးလေးကိုဥမာတို့15ချိန်ကစားပေးရမှာဖြစ်တယ် ဒီပခုံးကစားနည်းလေးကို15ချိန်ကစားပြီးသွားပြီဆိုရင်ဒုတိယကစားနည်းလေးကိုဆက်ပြီးတော့ကစားမယ်ဒုတိယကစားနည်းလေးကတော့နောက်ကြောတက်ကစားမှာဖြစ်တယ်မမတို့ဒူးလေးကွေးမယ်တမားလေးကိုနောက်ထုတ်မယ်ကြောပြည်လေးကိုအရှိချမယ်မမတို့ရဲ့အလက်ကလေးကိုအရှိနာ45ဒီဂရီလောက်မှာထားပြီးသွားရင်မမတို့နောက်ကြောညင်အားလေးကိုသုံးပြီးတော့အလေးလေးကိုခါးနားလေးကိုဆွဲမှာဖြစ်တယ်ပြီးရင်ဖြည်းဖြည်းလေးပြန်ချမယ်နောက်ကြောညင်အားလေးကိုသုံးပြီးတော့ခါးနားလေးကိုဆွဲမှာဖြစ်တယ် ဒီကစားနည်းလေးကိုလည်းမအားလို့15ချိန်ကစားပေးရမှာဖြစ်တယ်။ ပထမကစားနည်းလေးကို15ကြိမ်ဒုတိယကစားနည်းလေးကို15ကြိမ်နှစ်မျိုးတွဲပြီးတော့ကစားပေးရမယ်နော်နှစ်မျိုးစလုံးတွဲပြီးတော့ဆော့ပေးမှာတစ်ကြော့လို့သတ်မှတ်ပြီးတော့ညီမလေးတို့3ကြော့ဒါကစားပေးလို့ရပါတယ်ဒီဘက်မှာနှစ်ရက်ညီမလေးတို့ရက်ချားလေးကစားပေးလို့ရပါတယ်လေ့ကျင့်ငန်းလေးတွေကပြုံမေတို့အတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လေအသက်35နှစ်ကျော်ပြုံမေတို့အတွက်ဘဟုတုတတွေနဲ့လေ့ကျင့်ငန်းလေးတွေကိုဝေမျှပေးပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါခြင်းနဲ့အမျိုးသမီးရိုင်းအတွက်ဒီ channel ရှိရနော်